အားလုံးပါမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပိတ်သက်တဲ့အောင်းလင်းမင်္ဂလာပါဆိုတော့ဒီနေ့ရာသီကုန်မှာကျွန်တော်တို့အခုလောလောဆယ်မှာ Champion League ပြိုင်တဲ့ Semi Final နဲ့အချိန်ကြီးရောက်တဲ့အချိန်မှာအသင်း၃သင်းကတရားသီတွင်းမှာဖလား၃လုံးရနိုင်မဲ့အခွင့်အရေးကိုအပြိုင်လူနေကြတယ်အဲ့ဒါကတော့ FC Barcelona အသင်းရဲ့ Paris Saint-Germain နဲ့ Inter Milan အသင်း ချန်ပီယံလိစမီဖိုင်နယ်ရောက်တဲ့၄သင်းမှာအာဆင်နယ်ကချန်ပီယံလိတစ်ခုတည်းကိုအာရုံစိုက်နေရတဲ့အချိန်မှာပါရစ်စင်ဂျာမိန်ကလီပြိုင်ပွဲမှာချန်ပီယံဖြစ်ပြီးပြီးချန်ပီယံလိစမီဖိုင်နယ်နဲ့ပြင်သစ်ကပ်ပြိုင်ပွဲမှာသူတို့ကဖိုင်နယ်တက်ထားပြီးဖြစ်တဲ့ဘာစီလိုနာအသင်းက လာလီဂါမှာအခြေအနေတော်တော်လေးကောင်းနေတယ်အဲ့အချိန်မှာကိုပါဒရေးကဒီတစ်ပတ်စနေနေ့မှာရယ်မက်ဒရစ်နဲ့ကိုပါဒရေးဖိုင်နယ်ရှိပြီးတော့ပြီးတာနဲ့ခုလက်ရှိမှာချန်ပီယံလိစီမီဖိုင်နယ်အင်တာမီလန်နဲ့ကန်ရမယ်အင်တာမီလန်အသင်းကတော့ကိုပါအီတလီယာမှာအစီမီလန်နဲ့စီမီဖိုင်နယ်ပြီးတာနဲ့စီးရီးအမှာနာပိုလီနဲ့ရမတ်တူ ဒါအမ်ဘပေးစရာထိတ်မှရှိပြီးတော့မှနောက်ဆုံးပွဲကတော့ချန်ပီယံလီဂ်မှာဆင်မီဖိုင်နယ်ဘာစလိုနာနဲ့ကန်ရမယ်ဖလားသုံးလုံးဘောလုံးလောကမှာဖလားသုံးလုံးရတဲ့အသင်းတွေကျွန်တော်တို့နောက်ဆုံးအခုဖလားသုံးလုံးရတဲ့အသင်းကမန်ချက်စတာစီးတီးပေါ့လေကျွန်တော်တို့ Celtic ရဘူးတဲ့ IS ရဘူးတဲ့အသင်းတွေအများကြီးရဘူးတဲ့ Manchester United က1999ခုနှစ်မှာရဘူးတဲ့ Pep Guardiola ရဲ့ Barcelona က2009မှာရဘူးတဲ့ Luis Enrique က2015မှာရတယ်နောက် Jurgen Klopp က Bayern Munich နဲ့အတူ2013မှာရပြီးတော့ Hansi Flick က2000 ဲ့20မှာရတယ်ဂွာဒီယိုလာက2023မှာရတယ်မနစ်ကဖလားသုံးလုံးထိအနည်းဆက်ဆုံးဖြစ်တဲ့ဘိုင်လီဗာကူစင်နဲ့ဂျာဗီအလွန်ဆိုကတော့ဒါသူကတော့ဒိုမက်စတစ်နဲ့ယူရိုပါလိပေါ့လေချန်ပီယံလိမဟုတ်ဘူးဆိုတော့ချန်ပီယံလိပါဝင်တဲ့ဖလားသုံးလုံးကိုရနိုင်မဲ့အခွင့်အရေးကဒီယာဒီမှာအင်တာမီလန်ရဲ့ဘာစလိုနာရဲ့ပြီးတော့မှပါရစ်စင်ဂျာမန်ရဲ့ PSG ကပြည်တွင်းမှာ domestic ဖလားနှစ်ခုရှိတယ်ပြီးတော့မှပြည်သစ်လိဖလားတစ်ခုရှိတယ်သူတို့ကအလိုလိုနေရင်းကို ပြည်သစ်မာရင်း ဒိုမက်စစ်ထရပ်ပဲဒါတော့မှကျွန်တော်တို့ရာသီစားစူပါကက်ကိုထည့်မတွက်ဘူးဆိုတော့ BHC ကအခုသူတို့ပြင်သစ်ဖလားဖိုင်နယ်မှာ Remix အသင်းနဲ့သူတို့ကန်ရမယ် Remix အသင်းနဲ့သူတို့ကန်ရမယ့်အချိန်မှာ BHC အတွက်ကလက်ရှိနေထားရာအခွင့်အရေးအများကြီးရှိတယ်ချန်ပီယံဖြစ်ဖို့အရေးရှိတဲ့အချိန်မှာ Paris Saint-Germain ကပြင်သစ်လိမှာအခုလောလောဆယ်နေထားရာသူတို့ကချန်ပီယံဖြစ်ပြီးသားဆိုတော့ PSG အနေနဲ့လက်ရှိအနေထားအရသူတို့အတွက်ကအခုစူဖလာအတွက်ကိုတော်တော်လေးနီးစပ်နေတဲ့အချိန်မှာ ပြင်သစ်ဖလားပြိုင်ပွဲကသူတို့အနေနဲ့ Remix နဲ့ မေ20လမှာကမ်းမယ်။ဆိုတော့သူတို့ကအာဆင်နဲ့ချန်ပီယံလိကိုရှစ်တပတ်ကျော်အင်္ဂါနေ့ကမ်းမယ်ပြီးတာနဲ့မေလ9ရက်နေ့မှာဒုတိယအကြိုကမ်းမယ်။ပြင်သစ်လိကအော်တိုမက်တစ်ချန်ပီယံဖြစ်တာပြီးတာဖြစ်တဲ့အကြောင်းသူတို့ချန်ပီယံလိကိုအသေးအံကမ်းပြီးတာနဲ့သူတို့ရဲ့နောက်ဆုံးဖလားကမေ24မှာကမ်းမယ်။ဆိုတော့တကယ်လို့ PSG သားဖလားသုံးလုံးရနိုင်မယ်ဆိုရင်မေ24ကပြင်သစ်ဖလား5နဲ့ပြီးတာနဲ့မေ31မှာချန်ပီယံလိ5နဲ့ဖြစ်မယ်။ အဲတစ်ဖက်ကအင်တာမီလန်အသင်းကတော့ဒါအခုလောလောဆယ်နေထားရအင်တာမီလန်ကတကယ်ကိုမထင်မလောက်အောင်ကိုဘာစီလိုနာတို့ပါရီစင်ဂျာမိန်တို့ကပိုခတ်တယ်သူတို့က AC မီလန်ကိုပထမအကျိုးဝန်းဝန်းပေးကြတယ်သူတို့ကဒုတိယအကျိုးပြန်ကန်ရမယ်အဲ့ဒါကကိုပါအီတာလီယာဆီမီဖိုင်နယ်သူတို့ကပွဲချက်တွေရှိသေးတယ်လက်ချက်ပွဲရသူတို့ကနာပိုလီနဲ့တူတင်ကိုတင်အကျိတ်နဲ့ကန်ရပြီးတော့မှချန်ပီယံလိချီမီဖိုင်နယ်နှစ်ပွဲအဖြစ် FC ဘာစီလိုနာအသင်းနဲ့ ်ပထမပွဲကိုဘာစလိုနာကွင်းမှာတွားကံပြီးဒုတိယပွဲကိုသူတို့ရဲ့အိမ်ကွင်းမှာကံမယ်ဆိုတော့အင်တာမီလန်ကကိုပါအီတလီယာ tough game ကံရမယ်ပြီးတာနဲ့ဘာစလိုနာနဲ့ချန်ပီယံလိပြစ်မယ်လိပြိုင်ပွဲဆိုတော့အင်တာမီလန်ကတော့ဒီ၃သင်းထဲမှာသူတို့ကအခက်ဆုံးလို့ပြောလို့ရတဲ့အချက်လိပြိုင်ပွဲကလည်းသူတို့ကနောက်ဆုံးအချိန်ထိအသေးအံကံနေရမယ် ြို့ကန်ဒါဘီနဲ့ကန်ရမယ်တကယ်လို့မြို့ကန်ဒါဘီကိုနိုင်ပြီဆိုရင်တော့သူတို့အတွက်ချမ်းရှိတယ်ပြီးတော့မှဖိုင်နယ်ထပ်ကန်ရမယ်ပြီးရင်ခုချန်ပီယံလိရှိပြီးတာနဲ့ဒီစီးရီးရှိမယ် ်ဆိုအဲ့ဒီမှာ Inter Milan နဲ့ Simone Inzaghi ကိုလုံးဝ short တော့လို့မရဘူးတကယ်ကို organize ဖြစ်တဲ့အသင်းဖြစ်ပြီးတော့ခုလောလောဆယ်အနေထားအရတကယ်ကိုကြီးကောင်းနိုင်တဲ့အခြေအနေမျိုးရှိတယ်တစ်ဖက်က FC Barcelona အသင်းကတော့ဒါခုလောလောဆယ်အနေထားအရ Barcelona ကလာမယ့်စနေနေ့ကသူတို့ရဲ့အဓိက main ပဲ Copa del Rey final ဖြစ်တယ်အဓိကကသူတို့ရဲ့အဓိကတိုက်စစ်မှု Robert Lewandowski တကောက်ကြောတန်ရသွားတဲ့အတွက်ငီးပြ Hansi Flick တို့နည်းနည်းလေးတော့ခေါင်းစားစရာဖြစ်တယ်အားထားရတဲ့ဘယ်နောက်ခံကစားမှ Alejandro Valde လည်းမပါဘူး ရောဘတ်လင်ဗန်ဒော့စကီလည်းမပါတဲ့အချိန်မှာဂျယ်ရမာတီနဲ့တစ်ချိန်တည်းမှာပဲအထောင်တိုက်စစ်မှုဖြစ်လင်ဗန်ဒော့စကီနေရာမှာဖရန်တော်ရက်စ်ကစားရမယ်ဘာစီလိုနာက ကိုပါဒရင်းဖိုင်နယ်ကိုစနေနေ့မှာသူတို့ကစားဖို့ရှိတယ်။ပြီးတာနဲ့အဲ့စနေနေ့ပြီးတာနဲ့သူတို့အင်တာမီလန်အသင်းနဲ့ချန်ပီယံလိဆီမီဖိုင်နယ်ကမ်းမယ်။ပြီးတာနဲ့ဂျာတန်းမှာဗယ်လာဒိုရီပွဲပြီးတာနဲ့သူတို့ကအင်တာမီလန်ကိုပြန်ကန်ပြီးတာနဲ့ဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်ရဲ့အက်ကလစီကိုထပ်ကန်မယ်။ဆိုတော့ဘာစီလိုနာကလာမယ့်ပွဲစဉ်ပေါ့လေကျွန်တော်တို့လာမယ့်ပွဲစဉ်၅ပွဲမှာဗယ်လာဒိုရီပွဲတစ်ပွဲပဲကြားဖို့ရှိပြီးတော့အင်တာနဲ့တစ်ပွဲ ရီယယ်မက်ဒရစ်နဲ့နှစ်ပွဲဆိုတော့သူတို့လည်းသူတို့ရဲ့ချန်ပီယံလူပွဲအတွက်တကယ့်ကိုအဆုံးပြတ်စပိန်မှာကသူတို့လေးမှတ်ဖြတ်ထားတယ်ကိုပါဒယ်ရီဖိုင်နဲ့သူတို့တတ်ထားတယ်ချန်ပီယံလိဂ်ကအင်တာမီလန်ဆိုတော့ဘယ်အသင်းကချန်ပီယံဖြစ်နိုင်မလဲ အတွေ့အကြုံရအင်တာမီလန်ဟာသူတို့သမိုင်းတစ်လျှောက်မှာဂျူစီမော်ရီယိုနဲ့2010မှာဖလားသုံးလုံးရဘူးတဲ့ပါရီစင်ဂျာမင်ကတော့ချန်ပီယံလိပါဝင်တဲ့ဖလားသုံးလုံးသူတို့မရဘူးသေးဘူးဒါပေမဲ့လူးဝစ်စင်နီဂေးကိုတိုင်2015မှာဘာစလိုနာကိုသူရယူပြီးတော့နီးပြအတွေ့အကြုံနဲ့တော့ဖလားသုံးလုံးရယူဘူးတဲ့ဘာစလိုနာကသူတို့သမိုင်းမှာဖလားသုံးလုံး2ချိန်ယူထားတယ်ကျွန်တော်ပြောတယ်2009ခုနှစ်ဖတ်ကွာဒီယိုနာနဲ့2ချိန်ယူတယ်2015ခုနှစ်လူးဝစ်စင်နီဂေးနဲ့2ချိန်ယူတယ်ဘယ်အသင်းဖလားသုံးလုံးရမယ်လို့ထင်လဲ လက်ရှိ in terms of play style ခြေစွမ်းရသုံးသင်းလုံးကမကွာဘူး Paris Saint Germain ကဘာမှအာရုံစိုက်စရာမရှိတော့တဲ့ Premier League အာရုံစိုက်စရာမရှိတဲ့ Arsenal နဲ့သူတို့ခံရမယ်သူတို့ကလည်းလိပြိုင်ပွဲကဒန်းဖြစ်သွားတော့သူတို့လည်းတကယ်ကို50-50 game ဖြစ်မယ်ဘာစလိုနာနဲ့ Inter Milan ကတော့ lead position တွေအားလုံးကိုအာရုံစုစိုက်ထားရတဲ့အတွက်သူတို့က Leo, Flavio ကိုဟန်ချက်ညီကြီးသွားတယ်။ PSG ကတော့ပို likely ဖြစ်တာကသူတို့က Ramos ကို final ပဲကံရမှာအမှတ်ပေး champion ရပြီးွားပြီ Ramis ကို final ကံရမှာဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့အားဆိုင်စရာအားလုံးက champion league မှာပုံဟောထားတယ် Louis Syndicate နဲ့ PSG ကဖလားသုံးလို့ရနိုင်လားအမမို့ရှိရင် Hansi Flick ကသူကိုယ်တိုင်နီးပြပွားမှာဖလားသုံးလို့ယူဘူးတဲ့အတွက်သူပဲရနေလား Luis Enrique ကလည်း Barcelona နဲ့ယူဘူးတဲ့ Hansi Flick ကလည်း Bayern Munich နဲ့ယူပြီးပြီးတော့တစ်ဖက်က Simone Inzaghi ကရောဖလားသုံးလို့အဲ့လိုမှမဟုတ်ဘူး Paris Saint-Germain ရဲ့ဖလားသုံးလို့အိမ်မက်ကို Mikel Arteta ကလည်းတားဆီးနိုင်ဝင်ရှိတဲ့အတွက်ကြောင့် ဘယ်သင်းကဖလားသုံးရနိုင်ပွဲရှိလဲဘလို့မြင်ကြလဲကိုမမဝင်ရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်